မွန်တနာပြည်နယ်ရဲ့ရေခဲပြင်လိုမျိုးတောနယ်ထဲမှာဆိုရင်တောရင်သရိစံဇီဝပိတာပြာရှင်ဖြစ်တဲ့မိုက်ကယ်တော်မစင်ဟာသူ့ရဲ့17နှစ်အရွယ်သမီးလေးဖြစ်တဲ့လူနာနဲ့တစ္ဆာရှိဂျာမန်တိုးထင်းခွေးတုံးကောင်းတဲ့အသူနင်းနေဖုံးလွှမ်းနေကြတဲ့တောအုပ်ထဲမှာအိမ်ကိုအလင်းစလို့ပြန်လာနေကြပါရင်နင်းမုံနိုင်ကြီးတိုက်ခတ်တော်မဲ့အချိန်မှာရှေ့ကနေတွားနေကြတဲ့ခွေးကရုတ်တရက်ရက်လိုက်ပြီးတော့နှာခေါင်းကိုလဲနေကြတဲ့တစ်ပင်တစ်ပင်စီဥတီခဲပါရင် သူတို့တွေးလိုက်တာကသူတို့ရဲ့ဘဝကိုထာဝရပြောင်းလဲတွားစီမဲ့အရာတစ်ခုဖြစ်နေခဲ့တာပါ။သွေးဝေပေးကြံနေခဲ့ပြီးတော့တေလူမျိုးပါဖြစ်နေခဲ့တဲ့တောကြောင်လေးတကောင်ဖြစ်နေခဲ့ပါရီ။သွေးန်ဒရိစံတွေကိုမနောက်ရှက်ဖို့အတွက်စီးမြင်းတွေရှိပေမဲ့မိုက်ကယ်ဟာဒီကလေးကမုန်တိုင်းကိုကြော်လွားနိုင်မှာမဟုတ်ဘူးဆိုတာသိသွားခဲ့ပါရီ။အံ့ဩဖို့ကောင်းလောက်အောင်ပဲခွေးဝေကရန်လိုတဲ့ပုံစံတွေမပြပါဘူး။အဲ့ဒီအစားသူတို့ဟာသူ့ကိုကာကွယ်ပေးနေကြပါရီ။ဒီလိုနဲ့အင်ကိုခေါ်ပြန်ပြန်တော့မိုက်ကယ်ရဲ့စနီရီဘက်ကာက ဒရိစံဆရာဝန်တယောက်ဖြစ်တာကြောင့်ကျွမ်းကျင်ပီတာစွာနဲ့ကြောင်လေးကိုကူတာပေးခဲ့ပါသည်သူတို့ဟာညသွင်းခြင်းပဲအသက်ရှင်နိုင်မှာမဟုတ်ဘူးလို့ထင်ပြီးတော့သူ့ကိုစကောက်လို့နမည်ပေးလိုက်ကြပါသည်ဒါပေမဲ့မနဲ့မိုးလင်းတဲ့အခါမှာတော့စကောက်ဟာခွေးတုံးကောင်ဝန်းရံကာကွယ်ထားတဲ့အထဲမှာကုကွေးလေးအသက်ရှင်နေဆဲပဲဖြစ်ပါသည်မွန်တနာမှာစံချိန်တင်နင်းနေကြပြီးလမ်းတွေပိတ်ကွန်တဲ့အတွက်မိသားစုဟာအာနာပိုင်နေတဲ့အဆက်အသွယ်ပြတ်သွားခဲ့ပါသည်အဲ့ဒီအချိန်အတွင်းမှာပဲစကောက်ဟာအသက်ရှင်ရုံတင်မကပါဘူးတိုးတက်ကြီးပွားလာခဲ့ပါသည် ါပေမဲ့ထူးဆန်းတဲ့အရာတခုစတင်ဖြစ်လာခဲ့ပါလိမ့်။စကောက်ဟာခွေးဝေကိုတူပဖို့အတွက်စတင်ခဲ့တာပါ။သူကခွေးဝေလိုမျိုးလမ်းလျှောက်ပါလိမ့်။သူရဲ့ဘေးမှာထိုင်ပါလိမ့်။ဟောင်ခွောင်မှာစူးစမ်းနေခဲ့တာပါ။သူ့ရဲ့နာမည်ကိုတုံ့ပြန်ပါလိမ့်။ဘော်လုံးဝေကိုလည်းယူလာပေးတတ်ပါလိမ့်။ပြီးတော့သူဟာအုပ်စုအထက်ကမှတကောင်လိုပဲလေတော့ကိုကင်းလဲနေတတ်ပါလိမ့်။မိသားစုကဒါဝီအလုံးကိုဗီဒီယိုရိုက်ကူးထားခဲ့ပြီးတော့မကြခင်မှာစကော့ကဒီတာရဲ့ဒန်ဒရီတခုဖြစ်လာခဲ့ပါပြီ။သူ့ကိုသူခွေးလို့ထင်နေခဲ့တဲ့တောကြောင်လေးပဲဖြစ်ပါပြီ။ ဒါပေမဲ့နင်းနေရှင်းသွားတဲ့အခါမှာတော့ဒုက္ခရောက်လာခဲ့ပါပြီတရားမဝင်ဖန်ဆီးထားတဲ့သွင်းတရိษံအကြောင်းတရင်နေကြောင်းရောက်လာတဲ့ Ranger Martinez က Scott ကိုဆက်ထားလို့မရဘူးဆိုပြီးမိသားစုကိုအတိပြလဲပါရီ Michael ကတွင်တရိษံထိန်းတင်းခွင့်လျှောက်ထားခဲ့ပေမဲ့အငင်းပယ်ခံလဲရပါရီ Scott ကိုတောထဲစီပြန်လို့ပေးရတော့မှာပါမိသားစုတစ်ခုလုံးကစိတ်မကောင်းဖြစ်နေကြပါပြီအဲ့ဒီနေ့ရောက်လာတဲ့အခါမှာတော့ခွေးဝေကတော့မှငင်းဆန်ခဲ့ပါရီ ါပေမဲ့လူတူအယောက်အပေါင်းနေလာတဲ့ခြိုက်ဝန်းတစ်ခုမှာသူတို့ကလောင်အင်ကိုဖြန့်ပေးလိုက်ပြီးတော့စကောက်ဟာတောအုပ်ထဲကိုပျောက်ကွယ်သွားခဲ့ပါရီဒီလိုနဲ့ပဲရပောင်မြစွာလူနာက GPS စနစ်နဲ့သူ့ကိုခြေရခံပါရီပထမတော့စကောက်ဟာပြပြရှင်ရွှေ့လျားပြီးအသက်ရှင်ဖို့တင်ယူခဲ့ပါရီဒါပေမဲ့နောက်ပိုင်းမှာဆင်တော့တကခုပြောင်းလဲလာခဲ့ပါပြီသူ့ရဲ့လမ်းကြောင်းဟာတင်းငင်လာခဲ့ပါရီစကောက်ဟာအိမ်ကိုပြန်လာနေတာမြစ်တွေကိုဖျက်ချော့ပြီးအဝေးပြေးလမ်းတွေကိုရှောင်ကျဉ်ကတာရဲ့တရိစံတွေနဲ့မရင်းနှီးတဲ့မြေပြင်အနေအထားဝင်ကိုလည်းကြော်လွားနေခဲ့ပါရီ ။တွာရီကူတာဝေအမဲလိုက်တာဝေပြီးတော့လမ်းကိုဘီကင်းစွာဖျက်ကူးဖို့အတွက်အချိန်ကောင်းကိုလည်းစောင့်စားတတ်ပါရီ။မိုက်ကယ်ရီဘက်ကနဲ့လူနာတို့ဟာအံ့အားတင့်သွားကြပါရီ။တောကြောင့်ဒီကဒီလိုမျိုးမလုတ်တက်ကြပါဘူး။ညဆက်နနဲ့အရောက်မှာတော့ GP ရဲ့အချက်ပြမှုပျောက်သွားခဲ့ပါရီ။မိသားစုကနောက်ဆုံးတိတဲ့နေရာကိုလိုက်ရှာလိုက်တဲ့အခါမှာတော့ကွဲနေခဲ့တဲ့ကော်လာတစ်ခုပဲတွေ့လိုက်ရပါပြီ။သူတို့အဆိုးဆုံးကိုတွေးပူနေကြပါပြီ ဒါပေမဲ့၃ရက်အကြာညစာစားနေတော့မှပဲတိတ်ဆိတ်နေတဲ့အချိန်မှာခွေးဝေကရုတ်တရက်ဟောင်းပြီးတော့အမီးဝေတန်ရရနဲ့တခါကြီးစီကိုပြေးသွားကြပါလိမ့်။အဲ့ဒီမှာဆိုရင်လာရောင်အောက်မှာစကောက်တကောင်ရက်နေခဲ့တာပါ။ညက်ပတ်ပေးရင်နေခဲ့ပြီးတော့ခြေတော့ကထော့နဲ့ထော့နဲ့နဲ့ပိန်လီနေခဲ့ပေမဲ့အသက်ရှင်နေတေးပါလိမ့်။စကောက်ပြန်ရောက်လာခဲ့ပါပြီ။မိုင်းတရာကျော်မျက်နှာတွေအဝေးပြေးလမ်းတွေမရေမတွက်နိုင်တဲ့အန်ဒီယဝေကိုကြော်လွားပြီးရနောက်သူ့အရင်တုန်းကတိခဲ့တဲ့တခုထဲတော့အိမ်ကိုသူ့ပြန်ပြီးတော့ရှာတွေ့ခဲ့တာပါ။ ခွေးတွေကသူ့ကိုကြိုးဆူဖို့အတွက်ပြေးလာကြပါရင်လေးကောင်စလုံးဟာပျော်ရွှင်စွာနဲ့ပြန်ဆုံတွေ့ကြပါရင်လူနာကငိုကြွေးပြီးတော့တရရှိုင်းနဲ့ငိုနေခဲ့ပါရင်ရီဘက်ကဟာဒဏ်ရာအနိုင်ငယ်ပဲရထားတဲ့စကော့ကိုစစ်ဆေးပေးပါရင်ဒီလိုနဲ့နောက်တနေ့မှပဲရိန်ဂျာမာတီနက်ရောက်လာပြန်ပြီးစကားတော်မပြောနိုင်လောက်အောင်အံ့ဩတွားခဲ့ပါရင်တော့ကြောင့်နေကဒီလိုမျိုးမလောက်တတ်ဘူးလို့သူကထပ်ပြောပါရင်ဒါပေမဲ့ငင်းလို့တော့မရပါဘူးစကော့ဟာသူ့ကိုသူတွန်တရိတ်ဆန်လို့မမြင်တော့ပါဘူးသူကမိသားစုဝင်တယောက်လိုပဲထင်နေခဲ့ပါရင် နောက်ဆုံးမှာတော့တွင်သရိစံထိန်းတရေးဌာနကပြန်ပြီးရောက်လာပါတယ်သူတို့ကစကော့နဲ့ခွေးဝေကိုစောင့်ကြည့်ပြီးတော့ဒါဟာသူတို့တိထားသမျှအရာအလုံးကိုစိန်ခေါ်နေတယ်ဆိုတာဝန်ခံပါတယ်အထူးခွင့်ပြုမိတ်တစ်ခုထုတ်ပေးလိုက်ရပါတယ်အဲ့ဒါကတော့စကော့ကိုမိသားစုနဲ့ဆက်ပြီးထားဖို့ပါသူဟာအပြုမှုဆိုင်ရာလိလာမှုနဲ့အစိတ်အပိုင်းတစ်ခုအဖြစ်ရှိနေတွေ့ရပဲဖြစ်ပါတယ် သူတည်တည်ဝင်တဲ့ចောင်းသားဝိအတွက်ပါဖွင့်ထားတဲ့ကျဲဝန်းနဲ့အပြင်ဖက်ခြံဝန်းတစ်ခုတိဆောက်ခဲ့ပါလိမ့်တရိษံပြည်တော့ပညာရှင်ဖြစ်ဖို့အတွက်စိတ်ပိုင်းဖြတ်ထားတဲ့လူနာကတော့စကော့ရဲ့အကြောင်းကိုကပ္ပာအမြောက်ဝေခဲ့ပါလိမ့်ဒါနဲ့စကော့ဟာကြီးမားတဲ့ခန့်ငန်းထဲဝတဲ့တောကြောင်တစ်ကောင်အဖြစ်ကြီးပြင်းလာခဲ့ပါလိမ့်ကပ္ပာတစ်ခုအကြာမှာသူကနေထိုင်နေတယ်ပါလေတော်ကိုအပေါ်စည်းကနေမြင်နေရတဲ့ကြောက်ဆောင်မြင့်တစ်ခုအပေါ်မှာသူကသူ့ရဲ့အုပ်စုကိုစောင့်ကြည့်နေတတ်ပါရင်သူကတိုင်းတရိษံစစ်စစ်အင်အားကြီးမှသူ့တူဖြစ်နေဆဲပဲဖြစ်ပါရင် ဒါပေမဲ့သူ့ရဲ့စိတ်နှလုံးထဲမှာဆိုတော့သူဟာဒီထက်ပိုပါလိသူကမိသားစုစွာမျိုးစိတ်နဲ့ဖြစ်စေတဘောမှာတရားနဲ့ဖြစ်စေတတ်မှတ်တာမဟုတ်ဘူးဆိုတော့ကိုတည့်တည့်ပြပြီးခဲ့ပါလိမိသားစုစွာကမင်းကိုချစ်ခင်လက်ခံပြီးတော့မိရဲ့နှလုံးသားကအိမ်လို့ခေါ်တဲ့နေရာပဲဖြစ်ပါလိဘာကြောင့်လဲဆိုတော့တခါတလေမှာချစ်ချင်းမေတ္တာကဗီဇထပ်ပို့ပြီးအားကောင်းနေလို့ပါကြည့်ရှုပြပရိတ်တများအားလုံးကျေးဇူးတူတင်ရှိပါခင်ဗျာပါကစ္စတန်မှာရှိတဲ့ဖိအားပေးကိုအိုးစေးုံလေးပဲဖြစ်ပါလိ ဒီပြန်သုံးထားတဲ့အလူမီနီယံ၃လေးဝေကဖိအားပေးလုပ်ဖို့အတွက်ကုန်ကျစ်နေပါအလူမီနီယံအတုံးတွေကိုအောင်မြင်စွာအရေးကြိုးပြီးတဲ့အခါမှာတော့အလုံဓမဝေကပကံလုံးဝင်တဲ့အလူမီနီယံအရေးဝေကိုပုံစံခွဲတဲစီလောင်းထဲကြပါရီအလူမီနီယံအရေးခဲဝေအေးသွားတဲ့အထိစောင့်ဆိုင်ပြီးတော့သူတို့ကလဲပေါ်တင်ကဆက်နဲ့ပုံနေတဲ့ဝက်ရှော့စီပို့လိုက်ကြပါရီခိုးကိုရောက်တော့အလူမီနီယံအခဲဝေကိုဆက်လုံးတွေထဲထည့်လိုက်ကြပြီးအေးခန့်ပြီးတော့လိမ့်တဲ့လုပ်ငန်းစဉ်ကိုလှုပ်ဆောင်ပါရီ ဒီလိုလှုပ်ရင်းနဲ့ပဲအလူမီနီယံအရေးခဲဝေရဲ့အထူက WPHN ပါတော်ခဲ့ပြီးတော့ခိုင်ခန့်မှုနဲ့တောင့်တင်းမှုကပိုတိုးလာခဲ့ပါပြီးအလူမီနီယံအရေးခဲဝေကိုအောင်အောင်မြင်တဲ့အလူမီနီယံပြားဝေအဖြစ်လိမ့်ပြီးသွားတဲ့အခါမှာတော့အလုတ်တမဝေကအနာဝေကိုတတိရှာလီးဖြတ်ကြပါရီ PRPO လုတ်ဖို့ကအဝိုင်းပုံအလူမီနီယံပြားဝေလိုအပ်တာကြောင့်သူတို့ကအနာဖြတ်ဆက်တွေကိုအသုံးပြုပြီးချောမွေ့တဲ့အဝိုင်းပုံတွေဖြစ်အောင်ဖြတ်ထုတ်လိုက်ကြပါရီ ပြီးသွားပြီဆိုရင်ဒီအဝိုင်းပုံအလူမီနီယံအပြားဝေကိုဆက်နဲ့ပုံနှိပ်တဲ့ washer စီပို့ပြီးတော့ hydraulic ဆက်ဖိအားပေးဆက်ပေါ်တင်လိုက်ကြပါပြီ။အဲ့ဒီဆက်ရဲ့အားကောင်းတဲ့ဖိအားအောက်မှာဆိုရင်အိုအောက်ခံပြအတစ်တခုထွက်ပေါ်လာခဲ့ပါပြီ။ဒီအိုကိုတုံးဖူးတဲ့လူတွေတီမှာပါဖိအားပေးအိုရဲ့အနားဝေကိုချိတ်လိုမျိုးပုံစံတွေထုတ်လုပ်ထားတာပါ။ဒါကြောင့်အလုတ်ဓမ္မဝေကပုံမဖော်ရသေးတဲ့အိုကိုထဲဝေကိုပုံဖော်တဲ့ဆက်အပေါ်တင်ပြီးတော့လိုအပ်တဲ့ ပုံစံထွင်းထူလိုက်ကြပါလိမ့်ပြီးပြီဆိုတော့ပုံဖော်ပြီးတော့ဦးကိုထဲကိုအရေးကြီးတဲ့အပေါက်ဖောက်တဲ့လုပ်ငန်းအတွက်အပေါက်ဖောက်ဆက်ဖို့တင်ကြပါလိမ့်အားလုံးပုံဖော်ပြီးသွားပြီဆိုတော့နောက်တစ်ဆင့်ကအသေးစိတ်ပြုပြင်တဲ့အဆင့်ရောက်ခဲ့ပါပြီသူတို့ဟာအရင်ဆုံးဦးကိုထဲကိုလက်ဆက်အပေါ်မှာတေချာတက်ဆင်လိုက်ပြီးရနောက်မှာတော့ကရိယာကိုတုံးပြီးဦးကိုထဲရဲ့အနာဝေးမှာပုံနေတဲ့အဖူးထစ်တွေကိုချစ်ထုတ်လိုက်ကြပါရင်ပြုပြင်ပြီးသားဦးကိုထဲကို တီးတန့်ပုံစံခွဲအထဲထည့်လိုက်ပြီးတော့ခွဲရဲ့လေပတ်မှုနဲ့အတူအလုံတမောက်ရဲ့လက်ထဲကကရိယာဝေကိုအိုးကိုထဲရဲ့အတွင်းပိုင်းစီချောမောင်ပို့တိုက်ပေးကြပါလိမ့်ပြာပီအိုကိုပို့ပြီးဆွဲဆောင်မှုရှိအောင်လုပ်ဖို့အတွက်သူတို့ဟာအိုကိုထဲရဲ့မျက်နှာပြင်ကိုလည်းတတိယရှာပို့ပေးဖို့လိုအပ်နေတယ်ပါလိပို့ပြီးတော့အိုကိုထဲရဲ့မျက်နှာပြင်ကအခုစတော့တောက်ပတဲ့အယောင်အဝါတွေထုတ်လွှင့်နေခဲ့ပါပြီဒါပေမဲ့သူတို့ဟာဒီလောက်နဲ့မကျေနပ်သေးပါဘူးသူတို့ကပို့တဲ့ကြိတ်ခုံကိုအသုံးပြုပြီးတော့အိုကိုထဲရဲ့မျက်နှာပြင်ကိုအသေးစိတ်ပို့ပေးအောင်ပါ ဒါနဲ့တင်အိုးကိုထဲရဲ့ရေယိုရှင် ပြုပြင်တဲ့လုပ်ငန်းကပြီးသွားပါပြီ။နောက်တစ်ဆင့်ကတော့အိုးအဖုံလှုပ်တဲ့အဆင့်မှာအိုးအဖုံရဲ့အနာကအတွင်းကိုခွဲဝင်နေတာကြောင့်အလုတ်တမောင်ဟာအဖုံရဲ့အတွင်းထဲကိုပုံစံခွဲတစ်ခုထည့်ရပါပြီ။ပြီးတော့မှပဲအထူးပြုပြင်မှုဝင်တဲ့အဖုံရဲ့အနာကိုအပိတလှုပ်ပြရပါပြီ။အပေါက်ဖောက်တဲ့လုပ်ငန်းစဉ်ကလည်းအထူးတူပဲအရေးပါပါပြီ။အပေါက်ဖောက်ဆက်ကိုတုံးပြီးတော့အဖုံရဲ့မျက်နှာပြင်မှာအပေါက်၃ပေါက်ဖောက်ပါပြီ။လေထုပ်အဆုရှင်ဖီယာထိန်အဆုရှင်နဲ့လုံချွေအဆုရှင်တွေတတ်ဖို့နေရာချန်ထားတာပါ။ အလုံးပြုတ်ပြင်ပြီးသွားတဲ့အခါမှာ PRBO ရဲ့တာရှိခံနိုင်မှုနဲ့လုံခြုံစိတ်ချမှုရှိအောင်သူတို့ဟာ SN နဲ့ဈေးကျတဲ့လုပ်ငန်းစဉ်ကိုလုပ်ရပါရင်အလုံးဓမ္မဝိကအရင်ဦးဆုံးအိုးကိုထဲနဲ့အဖုံးကို SA နဲ့ဈေးကျပြီးတော့မျက်နှာပြင်ကအစီဝေးနဲ့အငွေအခြေဝေးကိုဖယ်ရှားကြပါရင်ပြီးတော့သူတို့ကိုလက်စစ်နဲ့တတ်ထူရည်သွင်းတဲ့ကန့်တဲထည့်ပြီးလက်စစ်နဲ့တတ်ထူရည်သွင်းတဲ့လုပ်ငန်းစဉ်ကိုလုပ်ကြပါရင်ဒီလိုလှုပ်ရှင်အဖြစ်အိုးကိုထဲတဲ့အဖုံးရဲ့မျက်နှာပြင်မှာအကအကွယ်အလွာတစ်ခုဖြစ်ပေါ်လာခဲ့ပါရင် ဒီအကအကွယ်အလွာကအလူမီနီယံဖိအားပေးကိုအိုးအေးကိုချက်ပြုတ်တဲ့အခါမှာသုံးဖို့အတွက်အရန်ကိုအရေးကြီးပါပြီအလူမီနီယံကအစိအတော့ဖြည့်စင်နိုင်လို့ဒီအကအကွယ်အလွာဟာအလူမီနီယံတွေအစားအစာထဲမရောက်အောင်ကာကွယ်ပေးပါရင်းလက်စင်နဲ့တတ်ထူရည်သွင်းတဲ့လုပ်ငန်းစဉ်ပြီးသွားတဲ့အခါမှာတော့ PRP O ကိုရေစင်နဲ့ဆေးကြောပြီးတော့အချောက်ခံစင်အပေါ်တင်ထားလိုက်ပါရင်းနောက်ဆုံးမှာဆိုရင်အလုတ်မဝေကလက်ကင်တွေကိုတတ်ဆင်ပြီးလေထုပ်အဆိုးရှင် PR ထိန်အဆိုးရှင်တန့်ရှင်အဆိုးရှင်နဲ့အတွင်းက rubber ကွင်းတွေကိုစပြီးတော့တတ်ဆင်ကြပါရင်း အားလုံးတက်ဆင်ပြီးတဲ့နောက်ထုတ်ပို့တဲ့အဆင့်ရောက်ရှိသွားခဲ့ပါပြီမထုတ်ပို့ခင်မှာဆရာကြီးကဖိအားပေးစမ်းသပ်မှုလုပ်ရပါပြီဘာပြက်တနာမှမရှိမှပဲထုတ်ပို့တာကိုဆက်လုပ်လို့ရပါပြီဒါနဲ့ပဲအသည့်ဆက်ဖိအားပေးဦးသလုံးထွက်လာခဲ့ပါပြီတင့်နေတဲ့သူရဲ့ထုတ်လုပ်မှုလုပ်ငန်းစဉ်ကိုဘယ်လိုမျိုးထင်မြင်မိပါသလဲ